အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့သမရဟူကိုချာဗက်စ်ရဲ့လက်ရှိကျမ်းမာရေးအခြေအနေကိုဖော်ပြတဲ့ဓာတ်ပုံတွေကိုဗင်နီဇွဲလာအစိုးရအဖွဲ့ကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အသက်58နှစ်အရွယ်ရှိပြီဖြစ်တဲ့ဗင်နီဇွဲလာသမရဟူကိုချာဗက်စ်ဟာကင်ဆာရောဂါအတွေ့နောက်ဆုံးအချိန်ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာသူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးကောလာဟလတွေအမျိုးမျိုးထွက်ပေါ်နေပါတယ်။သူရဲ့လက်ရှိအနေအထားကိုအစိုးရအဖွဲ့ကဖေဖော်ဝါရီလ15ရက်နေ့ကဓာတ်ပုံသတင်းတွေနဲ့ထုတ်ဖော်ပြသခဲ့ပါတယ်။ Chavez ဟာပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့ကတည်းကစေကူတာမှုခံယူဖို့အတွက်ကျူးဘားနိုင်ငံ Havana မြို့ကိုထွက်ခွာသွားပြီးနောက်ပိုင်းမှာလူမြင်ကွင်းကိုထွက်ပေါ်ပြသခြင်းမရှိဘဲနေခဲ့တာဖြစ်ပါတယ်။အခုထုတ်ပြန်လိုက်တဲ့ဓာတ်ပုံတွေထဲမှာတမရကိုသူ့သမီးနှစ်ယောက်နဲ့အတူဝန်းရံနေပြီးတော့ခေါင်းအပေါ်မှာပြုံးနေတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံတွေကိုနိုင်ငံရုပ်သံဌာနမှထုတ်လွှင့်နေတာဖြစ်ပြီးတော့တမတ်ဖြစ်သူတိတ်ပန်တဲ့နှီးပညာဝင်ကြီးဂျော့အာရီလာဇာကအခြေအနေကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။အစိုးရအဖွဲ့အတိုက်ခံတွေက Chavez ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးပြောကြားချက်မရှိတာကိုမေးခွန်းထုတ်ခဲ့ကြပါတယ်။ပြန်ကြားရေးဝင်ကြီးကသမရဟာအသက်ရှူလမ်းကြောင်းပိုးဝင်မှုကြောင့်လေပြုံကနေတဆင့်အသက်ရှူနေရတာဖြစ်ပြီးစကားပြောဖို့ခက်ခဲနေတယ်လို့ရှင်းပြခဲ့ပါတယ်။